မက်ကိုပြောတာပဲမက်လေးပါးကိုသမတ္တနိယမလို့ဒီလိုခေါ်တယ်မြန်မာပြည်မှာသုံးနဲ့အသုံးနဲ့ပြောမယ်ဆိုရင်လမ်းနှစ်သွဲဖြင့်မက်ဆိုင်ခြင်းပေါ့နော်ဝိပဿနာခြင်းစဉ်တစ်ခုကိုကြင်ကြံကြိုးကုပ်အထုတ်တဲ့အခါမှာမက်ကိုဆက်ရောက်သွားဖို့ဟာလမ်းနှစ်သွဲရှိတယ်အဲ့ဒီလမ်းနှစ်သွဲနဲ့မက်ကိုဆက်ရောက် မက်ဆိုတဲ့နေရာမှာလည်းပဲဒီနေရာမှာတော့အဓိကပထမဆုံးမက်ကိုရှင်ညွှန်းပြီးတော့ပြောတာမဟုတ်သောတပတိမက်ဆိုင်တာဟာဝင်ပေါင်း2ပေါင်းရှိတယ်လို့အဲ့ဒီဝင်ပေါင်း2ပေါက်ကနေပြီးတော့သတ္တပတိမက်ကိုပေါက်ရောက်တယ်လို့ဒီလိုပြောတာပေါ့နော်အေးပြောကြတယ်မက်ဆိုင်တယ်မက်ဆိုင်တယ်မက်ဆိုင်တယ်ဆိုတော့မက်ကိုဆိုက်ရောက်တာကိုပြောတယ် ဆက်ရောက်တယ်လို့ဆိုတဲ့အဲမှာဝင်ပေါက်မရှိလို့ရှင်ဆက်ရောက်ဖို့မဖြစ်ဘူးပေါ့အပြီးဒီမှာကျမ်းဂန်တွေမှာတမတ္တနိတာဓမ္မာမိစ္ဆတနိတာဓမ္မာအနိတာဓမ္မာလို့သုံးစုခွဲပြီးတော့ရသော်ဗျာဟောကြားတဲ့အခါမှာတမတ္တနိတာဆိုတဲ့တရားကဘယ်တရားတွေခေါ်တာလို့ဆို လောကမှာအကျိုးမဝင်တဲ့လောကရဲ့တန်လို့မြင့်မြတ်တဲ့လောကုတ္တရာဖြစ်တဲ့မလေးပါးကိုသမတ္တနိယမလို့ခေါ်တယ်။သမတ္တနိယတတရားအဲ့တော့အသုံးနှုံးလေးကတပည့်သင်္ကေတပါဠိတော်မှာသမတ္တနိယတာလို့ဒီလိုသုံးတယ်။အခုဒီမှာသုံးတာသမတ္တနိယမနိယမနဲ့နိယတ တူတူပဲလို့ပြောရအောင်နော်နိယတဆိုတာခိုင်မြဲတာပဲနိယမဆိုတာလည်းခိုင်မြဲတာတမတ္တဆိုတာမှန်ကန်တဲ့သဘောဟာခိုင်မြဲသွားတယ်မှန်ကန်ပြီးတော့ခိုင်မာတဲ့သဘောပတ္တရာမှန်ကန်နေခိုင်မာတယ်ဘယ်တော့မှပြောင်းလဲမရှိဒါတမတ္တနိယနိယမတော့မို့တမတ္တနိယတလို့ ဒီသုံးကသမတ္တနိယမတို့ဝင်ရောက်ချင်းဆိုတဲ့ဒီအသုံးကဘုရားမြတ်စွာကိုတော်တိုင်သုံးခဲ့တဲ့စကားလုံးကိုသုံးပြတာ။မြတ်စွာဘုရားကဘယ်လိုသုံးလို့ဆိုတော့ဥက္ကံတောသမတ္တနိယမသမတ္တနိယမတို့ဝင်ရောက်သွားပြီလို့သူလိုပြောတာနော်။သမတ္တနိယမဝင်ရောက်သွားပြီ။ မဆိုင်သွားပြီဥက္ကန္တဆိုတဲ့စကလုံးကဝင်သွားတာပရိသေတီတာကိုလည်းပဲတစ်ခါတည်းလေဥက္ကန္တဆိုတဲ့စကလုံးကိုသုံးတယ်မိခင်ဝမ်းနဲ့ဝင်သွားတယ်တကယ်ကတော့မိခင်ဝမ်းနဲ့ဝင်လာတော့မဟုတ်ဘူးပေါ့တရေတီတာကိုပြောတာနော်သို့တော့သမုဒိသစ္စာပိုင်းကနေကြည့်တဲ့အခါမှာနားလဲအောင်လို့နတ်ပြည်ကဆုတည်ပြီးတော့ မေတော်ရဲ့ဝမ်းလေးကိုဝင်တယ်လို့ဒီလိုပဲတောင်းတာပဲဩကန္တာအဲ့တော့ဒီမှာဩကန္တောသမ္မတနိယမမဖောက်မပြန်မှန်ကန်ပြီးတော့ထာဝရမြဲတဲ့အခြေအနေတစ်ခုဝင်ရောက်သွားပြီလို့ဒီလိုဆိုလို့မက်ဆိုင်တယ်မက်ဆိုင်တယ်ဆိုတာဘယ်တော့မှနောက်ကျောင်းမပြန်တဲ့မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုရောက်သွားတာလို့ဒီလိုပြောတယ် မကန်တဲ့အခြေအနေတစ်ခုရောက်ရှိသွားတာဘယ်တော့မှမပြန်တော့ဘူးနောက်ကျတောတပန်ဖြစ်သွားရင်တောတပတိမက်ဆိတ်ဆိုတာရောက်သွားလို့ရှင်တောတပတိမက်ဆိတ်ကနောက်ကျောင်းဘယ်တော့မှမပြန်တော့ရှေ့ပဲသွားတေချာတယ်တေချာတယ်မှန်ကန်တယ်တေချာတာကိုနိယာမပြောဘယ်တော့မှမပြောင်းလဲဘူးတေချာတယ်မှန်ကန်တယ်သမတ္တနိယာမ တဘာဝအားဖြင့်မှန်ကန်ပြီးတော့ခိုင်မြဲတဲ့သဘောရှိတဲ့အခြေအနေတစ်ခုရောက်သွားပြီစိတ်ချရတယ်ဆိုပုံစံမျိုးဒီလိုတောင်းတာနော်အဲ့ဒီစကလုံးကိုကြည့်ပြီးတော့ပမတ္တနိယမသို့ဝင်ရောက်ခြင်းလို့အဲ့ဒီလိုဝင်ရောက်တဲ့အခါမှာလက်နဲ့တွေ့ရှိတယ်တဲ့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်တဲ့အခါမှာလက်နဲ့တွေ့အဲ့တော့ ဒီတရားကတိုင်ရတ္တနိကေဥက္ကန္တပံယုတ်ဆိုရှိတယ်တုတ်ပေါင်း10 10တုတ်ရှိအဲ့ဒီ10တုတ်ကိုခြုံငုံသုံးသပ်ပြီးတော့ဥက္ကန္တတန်ယုတ်ဒီကနေ့လက်နဲ့တွေဖြင့်သမတ္တနိယမသို့ဝင်ရောက်ခြင်းလို့ခေါင်းစီပေးပြီးတော့ဟောပြောမှဖြစ်တယ်။မူရင်းချမ်းကိုကြည့်ချင်လို့ရှိရင် တန်ရုပ်ပါဠိတော်ဘာသာပြန်ဩကန္တတန်ရုပ်ဆိုတာကိုကြည့်အဲ့ဒီဩကန္တတန်ရုပ်ကိုကြည့်မယ်ဆိုလို့ရှင်ဒီဒီတုတ်တန်တွေကိုတွေ့လိုက်မယ်ပေါ့နော်ဝိပဿနာရှုပြီးတော့လက်နဲ့တွေနဲ့မက်ဆိုင်သွားပုံဖော်ပြတဲ့တုတ်တန်မက်လို့တာမန်ပြောပြီမယ်လို့ဒီနေရာမှာသောတပတိမက်ကိုအဓိကပြောထားတယ်ပေါ့သောတပန်ဖြစ်သွားတာကိုအဓိကထားပြီးတော့ပြောတယ် သတ္တဗံဖြစ်သွားတယ်ဆိုရင်တကယ်လမ်းကြောင်းထဲရောက်သွားတာနာမည်ကသောတ္တအပ္ပနသောတ္တဆိုတာနိဗ္ဗာန်သို့စီးဝင်တဲ့ရေစီးချောင်းဘုသူ့ကိုခေါ်တာတော့ဆိုမဂ္ဂင်၈ပါးကိုပြောတာခိုင်မာတဲ့မဂ္ဂင်၈ပါးဟာနိဗ္ဗာန်ကိုစီးဝင်သွားတဲ့ရေစီးချောင်းကြီးပဲသောတ္တဗံဖြစ်တဲ့ဆိုတာအပ္ပနအဲ့ဒီရေစီးချောင်းထဲရောက်သွားပြီလို့ပြောတာ ရေစီးကြောင်းနဲ့ရောက်သွားရင်ရေစီးတဲ့နောက်ပါသွားမှာပဲနောက်ပြန်စီးမှာမဟုတ်တော့ဘူးသိကြပြီဒါဟုသောတပန္နကိုဘာသာပြန်တဲ့နိုင်ငံညာကဒီစကလုံးကို literal meaning နဲ့ဘာသာပြန်တဲ့အခါကျတော့သူတို့ကဘယ်လိုပြန်တော့ဆို street winner လို့ဒီလိုပြန်တယ် winner ဆိုတာတော့အောင်မြင်သူဆိုတဲ့အဓိပ္ပာယ်ရတယ် ဝင်ရောက်သွားတယ်ဆိုတဲ့အတိပ္ပယ်နဲ့ပြန်မယ်လို့ဆိုရင် three entire လို့ပြန်ရမှာပေါ့လမ်းကြောင်းပေါ်တက်သွားပြီလမ်းကြောင်းထဲရောက်သွားပြီဂျိုလူကြီးတွေတင်လွတ်လိုက်တဲ့အခါကဘာဘတ်လမ်းကြောင်းဆိုတာရှိတယ်နိအဲ့ဒီကဘာဘတ်လမ်းကြောင်းကြီးတွေရောက်သွားပြီဆိုရင်တိုက်တာတစ်ခုနဲ့လက်ပတ်နေမှာပဲပေါ့အဲ့တော့သောတပန်ဖြစ်သွားတာဟာလည်းပဲသောတလို့ခေါ်တယ်မဂ္ဂင်၈ပါးလို့ခေါ်တယ်ရေစည်းကြောင်းကြီးတွေ ဝင်ရောက်သွားပြီလို့ဒီလိုပြောတာ